ရုရှားဆိုရကစစ်ရေးတုံးစည်တွေပုံမရရှိဖို့အတွက်နီးလန်းတွေရှာဖွေနေချိန်မှာစစ်ပွဲပေါ်အဓိကအားထားတဲ့စီးပွားရေးရင်းရင်လာတဲ့အတွက်စီးပွားရေးလုပ်ငန်းတွေနဲ့စားသုံးသူတွေအပေါ်အခွန်အရေးတိုးမြင့်ကောက်ခံဖို့စီစဉ်နေပါတယ်။တိုင်းလာနေမှာဗန်နာယီဝန်ကြီးက2026ခုနှစ်အတွက်ဘတ်ဂျက်မူကြမ်းကို ထုတ်ပြန်ခဲ့ရမှာယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲပေါ်ကရင်မလင်းရဲ့တန်တိတ်ထံကိုပြန်လည်စစ်စစ်စရာဖြစ်လာခဲ့ပါတယ်။ လာမယ့်နှစ်အတွက်ကာကွယ်ရေးအသုံးစရိတ်ဟာကြီးကြီးမားမားပြောင်းလဲမှာမဟုတ်ဘဲအခွန်တိုးမြင့်မှုတွေနဲ့ရန်ပုံငွေရှာဖွေသွားမယ်လို့အသုံးစရိတ်ရထားချက်မှာဖော်ပြထားပါတယ်။အခုသတင်းပတ်အတွင်းရထားဘတ်ဂျက်အကြောင်းတင်ပြရမှာရုရှားဗန်ဒါယီဝန်ကြီးဌာနကကာကွယ်ရေးနဲ့လုံခြုံရေးအတွက်ရန်ပုံငွေထောက်ပံ့ရန် အခွန်တွေတိုးမြင့်ကောက်ခံဖို့အဆိုပြုခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ အဲ့လိုခွန်တိုးမြင့်မှုတွေဟာအစိုးရချင်းငွေပုံမှုယူခြင်းကိုအစားထိုးနိုင်ပြီး2026ခုနှစ်မှာ GDP ရဲ့1.6%ခန့်လုံးရှိမယ်လို့ခန့်မှန်းထားတဲ့ budget လုံငွေကိုရှော့ချဖို့နီးလန်လဲဖြစ်ကြောင်းဆိုပါတယ်။အစိုးပြုထားတဲ့အခွန်တိုးမြင့်မှုတွေဟာစီးပွားရေးတိုးတက်မှု2026ခုနှစ်မှာ1.3%ခန့်လုံးသာရှိမယ်လို့အစိုးရကခန့်မှန်းထားခြင်းနဲ့တိုက်ဆိုင်နေပါတယ်။ ဒါဟာ2024ခုနှစ်ကမှတ်တမ်းတင်ခဲ့ရတဲ့၄.၁ရာခိုင်နှုန်းတိုးတက်မှုနဲ့နှိုင်းယှဉ်ရင်အလွန်ကွာခြားပြီးအခုနှစ်၂.၅ရာခိုင်နှုန်းနဲ့2026ခုနှစ်အတွက်အရင်ရထားချက်၂.၄ရာခိုင်နှုန်းအောက်တည်တည်တသာကျဆင်းသွားတာဖြစ်ပါတယ်။ ရုရှားအစိုးရကစစ်ရေးအသုံးစရိတ်တွေပုံမူရရှိဖို့အတွက်နီလန်းတွေရှာဖွေနေချိန်မှာစစ်ပွဲအပေါ်သာအဓိကအားထားတဲ့စစ်စည်းဝါးရေးရင်းရိုင်လာတဲ့အတွက်စစ်ဝါးရေးလုပ်ငန်းတွေနဲ့စားသုံးသူတွေအပေါ်အခွန်တွေတိုးမြင့်ကောက်ခံဖို့စီစဉ်နေပါတယ်မြစီမတရေမြောင်ဆက်လက်တင်ဆက်နိုင်ဖို့အတွက်တင့်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ